ဒီနေ့ညရဲ့ခေါင်းစဉ်ကတော့လူသည်တည်ခြင်းဤအပြင်မှာလွမြောက်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်တို့စာတုံးမွေ့လျော်မှာဖြစ်ပါတယ်။အာမင်။ဆိုတော့ကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့အတ္တအแทထဲမှာဒီနေ့ဖခါကလေကျွန်တော်တို့ကိုဘာလုပ်ပေးနေတယ်လဲဆိုတဲ့အခါမှာ ဒီနေ့ကျွန်တော်တို့တရားဂျင်းစီတိုင်းဖရာရဲ့အကြံစီလို့ပြောတဲ့အခါမှာစီမံကိန်းလို့ပြောတဲ့အခါမှာကျွန်တော်တို့တယောက်ဂျင်းစီတိုင်းရဲ့အတ္တတာအထယ်ထဲမှာဖန်ဆင်းရှင်ဖရာတခင်ကိုတော်တိုင်ကကျွန်တော်တို့ရဲ့အတ္တတာအထယ်ထဲမှာသူ့ရဲ့အတ္တနဲ့ဖြန့်ဖြူးပေးဖို့ရန်အတွက်သူ့ရဲ့အတ္တကိုကျွန်တော်တို့ရဲ့အတ္တတာအထယ်ထဲမှာဝေမျှပေးဖို့ရန်အတွက်ဖြစ်တယ်။ဒါအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းထဲမှာကျွန်တော်တို့ကိုဖျားခင်ထထားတာဖြစ်ပါတယ်တပိမဲ့ဂျားထဲမှာဘာဖြစ်သွားတယ်လဲလို့ပြောတဲ့အခါမှာပထမဦးဆုံးဖန်ဆင်းခြင်းခံရတဲ့လူနော်အာဒံတယောက်တော့သူနားမထောင်တော့ကြောက်ဘာဖြစ်သွားတယ်လဲဆိုတဲ့အခါမှာကျွန်တော်တို့လွန်ခဲ့တဲ့ညမှာကျွန်တော်စားတဲ့အခါမှာဘာတွေ့ရလဲဆိုရင်လူဒီသေးခြင်းအပင်အဖြစ်ပျက်စီးယိုယွင်းသွားတယ်သေးခြင်းအပင် တကယ်တမ်းကျတော့သေခြင်းအပင်လို့ပြောတဲ့အခါမှာဘုဒ္ဓကိုဆိုလိုတာလဲဆိုရင်စာတန်ကိုပြောခြင်းဖြစ်ပါတယ်ကျွန်တော်တို့လွန်ခဲ့တဲ့ဒီအခန်းကလေအပင်နပင်နဲ့လူဖြစ်တယ်လူနဲ့အပင်နပင်အကြောင်းကိုအထူးသဖြင့်ကျွန်တော်စာသုံးနေတာဖြစ်ပါတယ်အပင်တပင်ကအသက်ပင်အဲ့ဒီအသက်ပင်ကဘုဒ္ဓကိုဆိုလိုတယ်လဲဆိုရင်ခရစ်တော်ကိုဆိုလိုခြင်းဖြစ်တယ်နောက်တစ်ခုကကောင်းမကောင်းသိကျွမ်းရအပင်အဲ့ဒီအပင်က ဘုဓုကိုဆိုလိုတယ်လဲဆိုရင်စတန်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကိုကြည်တဲ့အခါမှာကဘာဦးကနေဆိုင်မှာလမ်းကြောင်းတစ်ခုတွေ့ရ။ဘာလမ်းကြောင်းလဲဆိုရင်အသက်လမ်းကြောင်းနဲ့သေခြင်းလမ်းကြောင်းဖြစ်ပါတယ်။ဒီနေ့ဖယားကလူကိုဖန်ဆင်းပြီးတဲ့အခါမှာဖယားစားစေခြင်းတာကအသက်ပင်ဖြစ်တဲ့ခရစ်တော်သူ့ကိုစားစေခြင်း။သူ့ကိုစားခြင်းအဖြစ် ဖယားနဲ့ကျွန်တော်တဲ့တလုံးတဝအတီဖြစ်ဖို့အတွက်ဖြစ်ပါတယ်ဒါပေမဲ့စတမနကလူကိုလာရောက်လက်ဖြားတဲ့အခါမှာလူဟာဖယားတခင်နော်စားစီခြင်းတဲ့အသက်ပင်ရဲ့အသေးကိုစားပြီးမှအသက်ရှင်ဖို့အတွက် ဖြစ်ပေမဲ့လည်းပဲစတမနအဖြစ်လက်ဖြားတော့ကြောင့်လူပါဖြစ်သွားရတယ်လေဆိုတဲ့အခါမှာ sudden ကျွေးတဲ့ကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးကို စားလိုက်တယ်လူဟာအဲ့ဒီကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးကို စားလိုက်တော့ကြောင့်စားသုံးခြင်းအဖြစ် sudden နဲ့လူနဲ့တလုံးတဝအတီးဖြစ်သွားတယ်ဘယ်ထဲမှာတလုံးတဝဖြစ်သွားတယ်လဲဆိုရင်သွေးသားထဲမှာဒါလွန်ခဲ့တဲ့ညမှာစားခဲ့တဲ့ဥစ္စာကိုနည်းနည်းလေးပြန်လည်ပြီးမှကျွန်တော်တို့ပြန်လည်เนาะ အချိတ်မိဖို့ရန်အတွက်ပြောခြင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့အခုဒီမှာတရက်တီရှိတယ်ဆိုပါစို့ဒီတရက်တီကအပြင်မှာပဲရှိနေရင်သူနဲ့ကျွန်တော်ကတတ်တတ်စီဖြစ်တယ်ဒါပေမဲ့တရက်တီကိုကျွန်တော်ယူပြီးမှစားလိုက်တဲ့အခါမှာဒီတရက်တီကကျွန်တော်ရဲ့ကိုယ်ခန္ဓာအထဲမှာရောက်သွားတဲ့အခါမှာတရက်တီနဲ့ကျွန်တော်နဲ့မလုပ်သွားလဲဆိုရင်တလုံးတော့ဖြစ်သွားတယ်ဘာကြောင့်မို့လဲ ယူစားလိုက်တော့ကြောင့်ဖြစ်တယ်။ထိုနည်းလကောက်စဒမနတ်ကျွေးတဲ့ကောင်းမကောင်းတိကျွမ်းရအပင်ရအသီးကို လူကယူစားလိုက်တဲ့အခါကျတော့စာဒန်နဲ့လူနဲ့ဘာဖြစ်သွားလဲတလုံးတဝဘယ်အထဲမှာတလုံးတဝဖြစ်သွားလဲဆိုအသွေးအตาအထဲမှာဖြစ်ပါတယ်တကယ်တမ်းကျတော့ဖယားကလူကိုဖန်ဆင်းတဲ့အခါမှာလူရဲ့အသွေးအตาเนาะအင်္ဂလိပ်လိုက flash လို့ပဲသုံးတယ်အံဩစရာကောင်းတယ်เนาะအဲ့ဒါ အပြစ်ထဲမကြဆင်းခင်မှာလည်းပဲအင်္ဂလိပ်လိုသွားဖတ်ရင် flash လို့သုံးထားတယ်အဲ့ဒီ flash ကဘာ flash လဲဆိုတဲ့အခါမှာ sinless body အပြစ်ကင်းသောခန္ဓာလို့ခေါ်တယ်နော်အပြစ်ကင်းသောခန္ဓာလူကခုနစတမနဲ့ကျွေးတဲ့အသေးကိုစားလိုက်တဲ့အခါမှာကောင်းမကောင်းသိကျွမ်းရပင်ရဲ့အသေးကိုစားလိုက်တဲ့အခါမှာ တန်ရှင်းတော့ခန္ဓာကဘာဖြစ်သွားလဲဆိုရင်အပြစ်နဲ့ပြည့်တော့ခန္ဓာဖြစ်သွားတယ် sinful body sinful body ဒီအင်္ဂလိပ်လိုက flash ပေါ့နော်ဒါပေမဲ့ဗမာလိုကတော့အသွေးအသားဖြစ်သွားတယ်အဲ့လိုရေးတယ်ဒါကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့လူရဲ့အသွေးအသားအแทမှာဘယ်သူနေရာရတယ်လဲဆိုရင် စัจတမနဲ့နေရာရသွားတယ်မကြိုက်လည်းမတတ်နိုင်မကြိုက်လည်းမတတ်နိုင်ဒါကြောင့်မို့လူဒီသိခြင်းအပင်အားဖြင့်တဲ့ပျက်စီးယိုပြီးခြင်းကြောက်သွားတယ်သိခြင်းအပင်ကြောင့်မို့ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဖျားသိကောင်းမြတ်ပါတယ်အဲ့ဒီသိခြင်းထဲမှာဖျားဏိကုံမချုပ်စီခြင်းဘူးအာမင်နော်ဒါကြောင့် နှုတ်ကပတ်တော်ထဲမှာဘာပြောလဲဆိုဖယားတခင်ဒီတဲ့လူဇာတိခံခြင်းအပြင်တဲ့စာတန်ရှိနေတော့လူကိုယူတင်ဝစ်စင်ဒီဟာစာတန်ရှိနေတော့လူအဲ့ဒါဘာပြောလဲခုနပြောပြီးပြီအသွေးအသား ဘာကြောင့်လဲဆိုအဲ့ဒီကောင်းမကောင်းတိကျွန်းရဲ့အပင်ရဲ့အသီးကိုစားလိုက်တဲ့အခါမှာအဲ့ဒီကောင်းကောင်းတိကျွန်းရဲ့အပင်ရဲ့အသီးကဘယ်ထဲရောက်သွားတာလဲအပွေးအသားထဲရောက်သွားတာရောက်သွားတဲ့အခါကျတော့တလုံးတဝဖြစ်တယ်လို့ပြောတယ်ဒါကြောင့်မို့ဖယားသခင်ကိုတော်တိုင်ကသူဘာလို့ရလဲဆိုလူစားတိခံရတဲ့ရွေချက်ကအသွေးအသားနဲ့ဒီမှာခုနဖတ်သွားပြီနော်ဖယားဒီတဲ့လူစားတိခံခြင်းဖြင့် ်စာတန်ရှိနေတော့လူကို ယူတင်ဝတ်ဆောင်ကြီးစဘလောက်အောင်စရာကောင်းစာတန်ရှိနေတဲ့လူကိုယူတင်ဝတ်ဆောင်လိုက်တယ်ဖရာတခင်ဒီလူအဖြစ်လူစားတိခံယူတော့အခါကိုတော်ယူတင်ဝတ်ဆင်တော့လူသားမှာစာတန်အဖြစ်ယိုယွင်းပျက်စီးနေတော့လူသားဖြစ်တယ်စာတန်အဖြစ်ယိုယွင်းပျက်စီးနေတဲ့လူသားဒါကြောင့် စတဲ့အဖြစ်အာဒံကယိုရွင်းပျက်စီးသွားတော့ကြောင့်တလောကလူသားတဒုလုံးကဘာဖြစ်သွားလဲဆိုအာဒံကနေမွေးလာတဲ့သူကယိုရွင်းပျက်စီးသွားပြီစာဒံနဲ့လူနဲ့တလုံးတဝရဲဖြစ်သွားတယ်ဒါကြောင့်မို့ဘုရားသခင်ကိုတော်တိုင်ကလူစာတိခနေဆိုတဲ့ရည်ရွယ်ချက်ကဘာလုပ်ဖို့အတွက်လဲဆိုတဲ့အခါမှာ စာတန်ရှိနေတဲ့လူကိုယူတင်ဝတ်ဆောင်ဖို့ဟာလေလုယာသခင်ယေရှုကိုတော့ကိုချီးမွမ်းပါတယ်ဒီနေ့ဖယားရဲ့သားတော်ယေရှုခရစ်တော်အလောက်ထိကျွန်တော်တို့ရဲ့အသက်တာအပေါ်မှာမေတ္တာစေတနာကျွယ်ဝတယ်လေဆိုတာကျွန်တော်တို့မျက်ဝါထင်ထင်မြင်တွေ့ရတာဖြစ်တယ်ဒါကြောင့် ဒီနေ့အခုကျွန်တော်တို့စားသုံးတဲ့ဒီကောင်းစင်ထဲမှာလူဟာတဲ့သေခြင်းရဲ့အပြင်ကနေဘလို့လူမြောက်ခြင်းခံစားရမှာဒါအမတန်စိတ်ဝင်စားစရာကောင်းတယ်ယနေ့ယုံကြည်သူတွေတယောက်ချင်းစီတိုင်းလဲနားလဲဖို့အရန်ရေးကြည့်တယ်ဘာကြောင့်မို့လဲဆိုတဲ့အခါမှာဖယားသခင်ကစာတဲ့နေရာရတဲ့အသွေးသားကိုဘလို့ရှင်းထုတ်ဖြစ်တယ်လဲပြီးရင် ကျွန်တော်တို့ရဲ့အသက်တာမှာဘလို့ရယူရလဲဆိုတာဒီနေ့စားသုံးတဲ့အရာတစ်ခုချင်းစီတိုင်းကကျွန်တော်တို့ရဲ့အသက်တာထဲမှာကြီးစွာသောမင်္ဂလာဖြစ်စေဝိညာဉ်ထဲမှာကောင်းချီးဖြစ်စေအာမင်ဒီမှာဖတ်တဲ့အခါမှာဘာပြန်မြင်ရလဲဆိုဖယားတခင်ဒီတဲ့လူသားတူအဖြစ်ခံယူခဲ့ပြီးနောက်တွင်တဲ့စာဒန်နဲ့အတူရှိတော့ လူကိုသူ့အပေါ်၌ယူတင်ဝတ်ဆင်ကအရန်ရည်ကြည့်တယ်နော်စာဒန်နှင့်အတူရှိသောလူကျွန်တော်တို့ရဲ့သွေးသားထဲမှာခုနကျွန်တော်ပြောပြီးပြီဘသူရှိလဲစာဒန်နေရာရသွားပြီဒါပေမဲ့ဖခင်ရဲ့သားတော်ကလူစားတိခံတဲ့ရည်ရွယ်ချက်ကခုနပြောတဲ့ စာတန်နဲ့အတူရှိတဲ့လူကိုသူ့အပေါ်၌ယူတင်ဝစ်စင်ကားတဲ့သူဘာလုပ်တယ်လဲဆိုရင်ကားတိုင်းပေါ်သို့ခေါ်ဆောင်သွားခဲ့သည်အာမင်ရည်ရွယ်ချက်ရှိတယ်အရာရည်ရွယ်ချက်ရှိတယ်သူကိုယ်တိုင်စာတန်နဲ့အတူရှိတဲ့လူကို သူ့အပေါ်မှာယူတင်ဝတ်ဆောင်တဲ့ရည်ရွယ်ချက်ကလူကိုတဲ့ကားတိုင်ပေါ်တို့ခေါ်ဆောင်သွားခဲ့တယ်။စာတန်ကားတဲ့သူ့အောင်မြင်ပြီဟုထင်မှတ်တော်လေတဲ့အမှန်တကယ်တွင်တဲ့မိမိသေးရမည်နီလန်းကို သခင်ဖျားအားပေးအပ်ခဲ့ခြင်းတာဖြစ်တယ်။စာတန်ကအရန်ပြောတယ်လူကိုလဲရပြီ။ အောင်ပြီเนาะပျော်နေတာပျော်နေတာတကယ်တမ်းကြတော့တဲ့စရမတိတာသူ့ကိုရှင်းထုတ်မှ तू မသိနားမလည်ခဲ့တကြောင်မို့ခုနဖတ်သွားတဲ့အထဲမှာဘာတွေ့ရလဲဆိုရင်အမှန်တကယ်ဟာတဲ့မိမိတည်ရမယ့်နီလန်ဒါစာတန်ကိုပြောတာတခင်ဖျားအပေးအပ်ခဲ့ခြင်းတာဖြစ်တယ် လူစားတိခံခြင်းအဖြစ်သခင်ယေရှုကစာဒန်နဲ့အတူရှိနေတဲ့စာဒန်နေရာရနေတဲ့ကျွန်တော်ရဲ့သွေးသားလူကိုသူ့အပေါ်မှာယူတင်ဝတ်ဆောင်ပြီးမှဘယ်ကိုသွားခဲ့တယ်လဲဆိုရင်ကားတိုင်းကိုသွားခဲ့အဲ့ဒါဘာလို့ဖို့လဲရှင်းထုတ်ဖို့ခုနကျွန်တော်တို့လွန်ခဲ့တဲ့ညမှာစားသုံးခဲ့ရဆိုအဲ့ဒီလူဟာတေခြင်းအပင်ကြောင့်ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ ပြက်စီးယူရင်းသွားရတယ်။ဆုံးရှုံးသွားရတယ်။အဲ့ဒီအပင်ကြောင့်တည်ခြင်းအပင်ကြောင့်ဒါပေမဲ့အဲ့ဒီတည်ခြင်းအပင်ကနေအခုကျွန်တော်တို့ကိုဖျားပလို့လွတ်မြောက်စေနေတယ်လေ။ဥပမာနည်းနည်းလေးပြောပြထားတယ်ဒီနေ့ညမှာ။ကြွက်တကောင်ကြောင်းပြောတယ်။ကျွန်တော်တို့ကြွက်ဆိုတာအလုံးရင်းနေပြီးသား။နော်။ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ကြွက်တွေအများကြီးပဲ။ ကျွန်တော်ညီမလည်းအများကြီးရှိတယ်ညဆိုရင်အမလေးတောင်းချမ်းသလားမမေးနဲ့ကြက်လျှောက်ဒီမှာမလေးသွားတာသူတို့ပဲတညလုံးเนาะစင်ကာပူမှာတော့မရှိကျေးဇူးတော်ပဲဘာပဲလေကျွန်တော်တို့ဒီမှာပြီးတနစ်တစ်ကြိမ်လွန်ခဲ့တဲ့ချိန်တုန်းကပြန်တုန်းကဆိုရင်အမြဲတမ်းလဲကြားရတယ်ကြွက်ရှိတယ်ကြွက်တည်တောင်းချမ်းတယ်เนาะ အဲ့ဒီကြွက်ကိုတဲ့ဖမ်းဖို့အတွက်အတော်ခက်ခဲတယ်တဲ့เนาะဖမ်းဖို့အတွက်လည်းတော်တော်ခက်ခဲတယ်တပိမဲ့အဲ့ဒီကြွက်ကိုဖမ်းခြင်းရင်မလုပ်ရတယ်လဲဆိုရင်ကြွက်စားတတ်တဲ့เนาะအစာကိုခြားကျွေးလိုက်ဒါဆိုဖမ်းရလွယ်တယ်ဒါကြောင့်ကျွန်တော်တို့လည်းပဲကြွက်ထောင်ချောက်တွေမှာလीလုတ်ပြီးမှဖမ်းကြတာပဲလीကြွက်ထောင်ချောက်ကိုလုတ်ပြီးမှဖမ်းတာဘာကြောင့်မို့လဲကြွက်ကိုရဖို့အတွက်ပဲ အခုဒီနေ့အဲ့ဒါနဲ့အလားတန်တူတယ်နော်ဒီနေ့ကျွတ်တကောင်ဟာတဲ့အိမ်ထဲ၌လွတ်နေမယ်ဆိုရင်တဲ့အင်ရှင်အတွက်ဖန်ဆင်းရအလွန်ခက်တယ်တို့တော်လေတဲ့အင်ရှင်ကအစာအနှင်းငယ်ဖြစ် ထောင်ချောက်ဆင်ထားမယ်ဆိုရင်တဲ့ကျွတ်ဒီထိုးအစာကိုစိုင်းရန်သွေးဆောင်ခြင်းခံရမယ်ကျွတ်ဒီအစာကိုရရှိက အောင်မြင်ပြီးဟုထင်မှတ်မိဖြစ်တော်လေသူဒီထောင်ချောက်၌မိပြီး အလွန်နောက်ကျသွားသည့်တိုင်အောင်၎င်းအရာကိုမစင်ချင်ခဲ့မိပေထို့တို့ဖြင့်သူသည်တဲ့ထောင်ချောက်၌မိနေသောအင်ရှင်အတွက်ကြွက်ကိုအသေးသက်ရန်အလွန်လွယ်ကူနေပြီဖြစ်သည်ဩတခိယေရှုအာမင်အာမင်ထောင်ချောက်မတိလိုက်ဘူးမတိလိုက်ဘူးမတိလိုက်မတိလိုက်ထို့နီးသူတဲ့အဲ့ဒါကိုနော်သူနည်းနည်းရှင်းပြတာထို့နီးသူတဲ့နော် စာဒန်ကိုဖန်ဆင်းရန်အတွက်အာဒန်ဒီထောင်ချောက်ဖြစ်လာခဲ့တယ်။ဒါကျွန်တော်တို့လေနားမလည်နိုင်ဘူးနော်ဖရာတခင်အလုတ်လုတ်တာလေ။အိုးပြန်လေပြီးမှဒီအတနကိုဘတ်တော်တွေကစားသုံးတဲ့အခါကျမှအော်ကြည်စမ်းဘလောက်ပညာပြေဝစုံလင်တဲ့ဖရာလေ။အာဒန်ကိုတကယ်တမ်းကြတော့အဲ့ဒီခုနထောင်ချောက်လိုပဲတဲ့ကြွက်ကိုဖမ်းတယ်လို့ပဲတဲ့ အစာအနှဲငယ်နဲ့ဖမ်းပြီးမှဆင်လိုက်တဲ့အခါမှာကြွက်ကတခါတည်းမိတာပဲမိတယ်ဆိုရင်အိမ်ရှင်ကနှွာဖို့ပဲရှိရဲတတ်ဖို့ပဲရှိတယ်ထို့နည်းသူပဲနော်တဲ့အခုကျွန်တော်တို့ရဲ့အသက်တာမှာအာဒန်နော်စာဒန်ကိုဖမ်းဖို့ရန်အတွက်အာဒန်ဒီထောင်ချောက်ဖြစ်တယ်တဲ့အောင်စရာကောင်းတာစာဒန်ဒီတဲ့စัจ java လာ၌လွတ်မြောက်နေသည့်အလွန်မိုက်မဲသောကြွက်ဖြစ်တယ် တောင်းကျမ်းနဲ့နော်တောင်းကျမ်းနဲ့အဲ့ဒီစာတန်ကအလွန်မိုက်မဲ့လွတ်လွတ်နေတဲ့ကြွက်တယ်နော်နော်အလွန်မိုက်မဲ့တဲ့ကြွက်ဖြစ်တယ်စာတန်ဒီလူကိုပိုင်ဆိုင်ရတော့အခါတဲ့သူဒီမိမိကိုယ်ကိုအောင်မြင်ပြီဟုထင်မှတ်ခဲ့အမလီနော်လူကိုရတဲ့အခါမှာလူကိုလက်ဖြားပြီးမှရတဲ့အခါကျတော့အိုးစာတန်ကဘာဖြစ်လဲ ငါအောင်ပြီလို့ထင်ခဲ့တာတကယ်တော့ဖယားကဘာလုပ်တာလဲဆိုထုံဖန်းထားတာမသိလိုက်เนาะအစာနဲ့ထုံဖန်းထားတာမသိလိုက်ဘူးသို့တော်တဲ့သူဒီထောင်ချောက်ထဲတို့ကြောက်ရောက်သွားကြောင်းသူမသိဘူးတဲ့စာတန်ကလူဒီထောင်ချောက်ဖြစ်ကြောင်းမသိပဲလူဒီအိမ်ဖြစ်တယ်ဟုထင်မှတ်တယ်စာဒံကလူဒီသူ့အတွက် စားစရာဖြစ်တယ်ဟုထင်မှတ်ခဲ့တော်လေလူဒီစာဒံကိုဖန်ဆီးရန်အတွက်ထောင်ချောက်အစာသာဖြစ်တယ် ခင်ယေရှုကိုတော့ကိုချီးမွမ်းပါတကယ်တမ်းကျတော့ဖခင်ကထောင်ဖန်းလိုက်တာမသိလိုက်စတဲ့အာဒံကိုနော်အစာအဖြစ်နဲ့ထောင်ချောက်အနေနဲ့ထောင်ဖန်းလိုက်တာမသိလူကိုရပြီးမှပျော်နေတာတကယ်တမ်းကျတော့လူအထဲမှာဘယ်သူရောက်သွားလဲခုနပြောခဲ့တယ်စတဲ့ဘယ်ထဲမှာလဲဆိုရင်အသွေးသားထဲမှာဒါလွန်ခဲ့တဲ့ညမှာစားတဲ့ ကျွန်တော်တို့တယောက်ချင်းစီတိုင်းကကောင်းကောင်းသဘောပေါက်နားလည်မှာဖြစ်ပါကဲထိုလူကိုတဲ့အစာအဖြစ်ယူဆောင်ခဲ့တော်စာတန်ဒီတဲ့ဖန်စီခြင်းခံရကလူ၌ချုပ်ထားခြင်းခံရပြီဖြစ်သည်လူထဲမှာတလုံးတဝဖြစ်သွားပြီခုနပြောပြီးပြီလူထဲမှာတလုံးတဝစာတန်ကိုအာဒံအဖြစ်ထောင်ဖန်းထားလိုက်တာ အမလီသူကတော့လူကိုရပြီလို့ပြောတယ်နော်လူကိုအပိုင်ပဲလို့ပြောတာတကယ်တမ်းကျတော့အဲ့ဒီလူနဲ့ထောင်ဖမ်းလိုက်တာမသိနော်ထောင်ဖမ်းလိုက်တာမသိဒါကြောင့်လူအแทမှာအသွေးသားအแทမှာစာတန်ကချုပ်မိရတာဖြစ်တယ်တဲ့နော်စာတန်ဒီဖမ်းဆီးခြင်းခံရကြတဲ့လူ၌ချုပ်မိရတာဖြစ်သွားတယ်ဖယားတခင်ဒီသူ့ပေါ်၌လူကိုယူတင်ဝတ်ဆောင်ပြီးအဲအဲ့ဒါ အခုဒီနေ့ညကအဲ့ဒီတည်ခြင်း အပင်ကနေဖျားဘယ်လိုလွမြောက်စေလဲအဲ့ဒါကျွန်တော်တို့တယောက်ချင်းစီတိုင်းအလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်လူနဲ့စာရနဲ့တလုံးတဝဖြစ်တဲ့အခြေအနေကိုဖျားသားတော်ကလွန်ခဲ့တဲ့ညမှာကျွန်တော်စာခဲ့တယ်လူရဲ့အသွေးတာတဒံကိုဆောင်းယူတယ်။ဘာကြောင့်မို့လဲ။တင်နဲ့ကျွန်တော်ကို သူ့အပေါ်မှာ လူကိုယူတင်ဖို့အတွက်ဒါကြောင့်ဖယားတခင်ဒီတဲ့သူ့အပေါ်၌လူတို့ယူတင်ဝစ်စင်ပြီတဲ့ကားတိုင်းတို့ခေါ်ဆောင်သွားက အသေးခံတော်မူခြင်းအဖြစ်သေခြင်းကိုအစိုးရတော်သူ သိဟုတော်မာနရဲ့တကိုးကို ချိုးဖဲ့ဖြစ်စီခဲ့သည်ဟေဘဲနဲ့ဆလီဖြစ်ပါတယ်ဒါကြောင့်ဖခင်ရဲ့သားတော်ယေရှုခရစ်တော်က ကားတိုင်းကိုသွားတဲ့အခါမှာမာလုပ်ဖို့အတွက်လဲဆိုတဲ့အခါမှာအဲ့ဒီကားတိုင်းမှာအသေးခံတော်မူခြင်းအဖြစ်တယ်အသေးခံရတယ်နော်သေခြင်းကိုအစိုးရတော်သူတီးဟူတော်တဲ့မနဲ့ရတကိုးကိုချိုးဖက်ဖြည့်စီဖို့ကားတိုင်းကိုယူဆောင်သွားတယ်ဘာလို့လဲဖရာရဲ့သားတော်မာလုပ်ဖို့အတွက်လဲတချို့ကားတိုင်းထဲမှာလေအများကြီးပြီးတဲ့ကိစ္စ ကျွန်တော်တို့ရဲ့လူဟောင်းအာဒံကနေပါလာတော့လဲဏိကုံချုပ်တဲ့နေရာဖြစ်တယ်ထပ်ပြောလိုက်စာဒမနတ်ကိုလဲကားတိုင်းမှာ အဆုံးတတ်တဲ့နေရာဖြစ်တယ်အာမင်အဆုံးတတ်တဲ့နေရာဒါကြောင့်သူ့ရဲ့တကူကိုတဲ့ချိုးဖက်ဖြစ်စည်းခဲ့တယ်ဘယ်မှာလဲအသေးခံခြင်းထဲမှာကားတိုင်းထဲမှာလူသည်တဲ့ထောင်ချောက်ဖြစ်၍မာနတ်ဒီလူအထဲ၌ချုပ်မိခဲ့တယ်နော်အဲ့ဒါတီးဖို့အရန်အရေးကြီးတယ် ဖယားတခင်ဒီလူစားတိခန့်ခြင်းအဖြစ်ပျက်စီးယိုယွင်းသွားခဲ့သောလူကိုသူ့အပေါ်၌သူ့ပေါ်တို့ယူတင်မှုဆောင်ခဲ့၍တဲ့ထိုလူကိုသေစေရန်အတွက်ကားတိုင်ပေါ်တို့ယူဆောင်ခဲ့တယ်အဲ့ဒီကားတိုင်အရင်ကြီးကြီးအဲ့ဒီကားတိုင်ကလေကျွန်တော်တို့ရဲ့ဝါကြွားဝမ်းမြောက်ရာပဲရှင်ပေါလုပြောတာကားတိုင်ကကျွန်တော်တို့ရဲ့အောင်မြင်ခြင်းနေရာပဲထပ်ပြောမယ်အဲ့ဒီကားတိုင်က မနက်ကိုဆုံရှုံစေတဲ့နေရာအဲ့ဒီကားတိုင်းကမနက်ကို အနိုင်ယူတဲ့နေရာအာမင်ဒါကြောင့်တချိန်ဒီမှာပင်တဲ့လူအထဲ၌ရှိနေတော်စာတန်ဒီလေအသေးသက်ခြင်းကိုခံရတယ်။ဖခင်ရဲ့သားတော်ယေရှုခရစ်တော်ပဲအသေးသက်ခြင်းကိုခံရတာမို့အဲ့ဒီယေရှုခရစ်တော်ထဲမှာတလောကလုံးလူကိုဖမ်းပြီးမှတလောကလုံး လူကိုသူ့အပေါ်မှာယူတင်ဝစ်ဆောင်ယူမကဘဲနဲ့လူရဲ့အသွေးအသားမှာနေရာရနေတဲ့စာတန်ကိုပါတခါတည်းကားတန်ကိုခေါ်ဆောင်သွားတာခေါ်ဆောင်သွားယူမကောက်အဲ့ဒီကားတန်ပေါ်မှာပဲတဲ့တချိန်တည်းမှာပင်တော့အဲ့ဒီစကလုံးလူအထဲ၌ရှိနေတော့စာတန်ဒီလဲတဲ့အသေးသက်ခြင်းကိုခံရတယ်တချိန်တော့ကျွန်တော်တို့ဒီစကလုံးကျွန်တော်ဆရာပြောတဲ့အခါကျွန်တော်နားမလဲယေရှုကားတန်ပေါ်တက်တဲ့အခါမှာ စာတန်ကိုပါထက်တတ်တာနော်ဟာဘလို့တော့နားမလည်ခဲ့ဘူးနော်အော်အခုသဘောပေါက်တယ်တခင်ယေရှုကိုရောကိုဂျေဇုတနေစာတန်ပါထက်တတ်တာဘုရားကဘုရားရဲ့သားတော်အထင်းမှာကျွန်တော်တို့အပြစ်ရှိတဲ့လူကိုအတွက်ပါအသေးခန္ဓာမမကဘူးစာတန်ကိုပါထဲ့တတ်တာခုနစံပိုက်ပေးပြီးပြီဟေဘရဲနဲ့ဆက်လေးတယ် ဤကဲ့သို့တဲ့ကားတဲ့ဘော်တွင် အသေးခံခြင်းအပြင်ခရစ်တော်ဒီမန်နတ်ကိုဖြစ်စီခဲ့တယ်အာမင်သခင်ယေရှုကိုရောကိုချီးမွမ်းပါတို့ဖြစ်၍တဲ့စာတန်ဒီကားတဲ့ကိုကြောက်ရွံ့နေရခြင်းဖြစ်ကသခင်ဘုရားကလည်းကျွန်တော်တို့ကကားတဲ့ကိုယူဆောင်ရန်ပြောနေရခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာလေဖျားသားသမီးဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ဖျားသားသမီးတွေကကားတိုင်းကိုယူဆောင်တော့အသက်တာနဲ့အသက်ရှင်ရမယ်လို့ဘာကြောင့်ပြောသလဲအဲ့ဒီကားတိုင်းအကြောက်ဆုံးကစတန်ဖြစ်တယ်။ဘာကြောင့်လဲအဲ့ဒီကားတိုင်းမှာသူ့ကိုရှင်းထုတ်တဲ့နေရာကားတိုင်းမှာသူ့ကိုခေါင်းကျိတ်တဲ့နေရာဖြစ်တယ်။ကားတိုင်းမှာသူ့ကိုအောင်းနိုင်ခဲ့တဲ့နေရာဖြစ်တယ်။ဒါကြောင့်မို့ရှင်ပေါ်လူလည်းအများအားပြောတယ်ငါဒီခရစ်တော်နဲ့တူလဝါကားတိုင်းမှာအသေးခံပြီ။ဘာကြောင့်ပြောရလဲ။ တကယ်တမ်းကျတော့လေပေါ်လို့ရဲ့ဩဝါဒစာတွေတောက်လျှောက်ဖတ်ကြည့်နော်ခရစ်တော်နဲ့အတူအသေးခံတယ်ဆိုတဲ့စကားလုံးအမြဲတမ်းတွေ့ရဘာကြောင့်မို့လဲအဲ့ဒီကားတိုင်းဟာမနက်ကိုခုနဒီမှာစာတန်တီးကြီးတဲ့ကားတိုင်းကိုကြောက်ရွံ့နေရခြင်းဖြစ်တာတဲ့တခင်ဖျားကလည်းတဲ့ကျွန်ုပ်တို့အားကားတိုင်းကိုယူဆောင်ရန်ပြောနေခြင်းဖြစ်တယ်အဲ့ဒီကားတိုင်းကစာတမနက်အလွန်ကြောက်တဲ့အရာ မကြောက်နဲ့သူ့ကိုရှင်းထုတ်တဲ့နေရာအာမင်ခင်ယေရှုကိုရောကိုဂျေစုတင်ပါတစ်ချောင်းချစ်တော်မိသားစုနေ့တိုင်းကျွန်တော်ကားတိုင်းကိုယူဆောင်တဲ့အသက်တာငါဒီခရစ်တော်နဲ့တူလက်ဝါးကားတဲ့ပုံမှာအသေးခံသခင်ယေရှုကိုရောကျွန်တော်ရဲ့အသက်တာအထဲမှာရှင်တန်တော်မူပါဒီနေ့တခင်ကိုနေရာပေးဖို့ကားတိုင်းကိုယူဆောင်တော့အသက်တာဖြစ်ဖို့အတွက်အင်မတန်မှအရေးကြီးတယ်အာမင် စာတန်ကိုအောင်မြင်ရကျွန်တို့တို့အတွက်တခုတီးတော်လက်နဲ့မှာကားတဲ့ဖြစ်တည်အာမင်ဒီနေ့တကြောင်ချစ်တော်မီတာစုကျွန်တော်နေ့ရက်စင်တိုင်းကကားတိုင်းကိုယူဆောင်ရတာအဲ့ဒါပါလေကျွန်တော်ရဲ့တခုတီးတော်အောင်မြင်ရလက်နဲ့တဲ့စာတန်ဒီအဘယ်မှာရှိသနည်းတဲ့ထပ်မီးထားတယ်စာတန်ဘယ်မှာရှိလဲတဲ့နော်စာတန်ဒီကျွန်ုပ်၌ကျွန်ုပ်ရဲ့အသွေးသား၌ရှိနေခုနပြောခဲ့ပြီးပြီစာတန်ဘယ်မှာရှိလဲ အာဒံစားသုံးခြင်းအဖြစ်အသွေးအသားထဲမှာနေရာရတာအသွေးအသားထဲမှာရှိနေတာဒါဆိုရင်တဲ့ထပ်မီးတဲ့ကျွန်ုပ်ရဲ့အသွေးအသားကဘယ်နေရာမှာရှိနေတယ်ကျွန်ုပ်ရဲ့အသွေးအသားဘယ်မှာရှိလဲတဲ့အဲ့ဒါကိုကြမ်းပိုက်ပေးထားတယ်နော်ဂလတိ9:24ဖြစ်တယ်နှစ်မဟုတ်ဘူးနော်အဲ့မှာဂလတိ9ကိုရေးထားတာဖြစ်တယ်ဂလတိ9:24အဲ့ဒီအထဲမှာဘာတွေ့ရလဲဆိုရင် အသွေးသားကို၎င်းတဲ့ချစ်သက်ခြင်းများနဲ့တတ်မှတ်ခြင်းများကို၎င်းလှုပ်ဝါကတ်တိုင်မှာရိုက်ထားကြပြီတဲ့တကယ်တမ်းကြတော့ယုဒတယ်မှာကသူဘလို့ရေးလဲဆိုခရစ်တော်နဲ့စစ်ဆိုင်တော့သူတို့ဒီတဲ့ဇာတိပဂတိစိတ်เนาะသူကဇာတိပဂတိစိတ်ဆိုပြီးမှရေးထားတယ်ဟုတ်လားဒီမှာကတော့เนาะအသွေးသားလို့ရေးထားပြီးတယ်เนาะအဲ့ဒီအသွေးသား ဲ့ဒီအသွေးသားကိုဘယ်မှာရိုက်တတ်ထားတယ်လဲဆိုရင်လက်ဝါးကတိုင်မှာရိုက်ထားကြပြီအာမင်တကြောင်ဒီနေ့ကျွန်တော်တို့ကတဲ့ခရစ်တော်နဲ့ဆက်ဆိုင်တော်သူတို့ဒီတဲ့နဲ့ကျွန်တော်ကခရစ်တော်နဲ့ဆက်ဆိုင်တဲ့သားသမီးတွေဖခင်ရဲ့သားသမီးတွေဖြစ်တော့ကြောင့်ကျွန်တော်တို့ရဲ့ဇာတိပဂတိကိုလောက်ဇာတိပဂတိစိတ်များနဲ့ခုနပြောပြီးစိတ်များနဲ့လို့ပြောတဲ့အခါမှာသူကနည်းနည်းလေးထက်ရှင်းထားပြီးတယ် ချစ်တတ်တဲ့အရာတတ်မဲ့ခြင်းများတွေကို၎င်းတဲ့လောက်ဝါကတိုင်ထဲမှာကြိုက်ထားကြပြီဒါကြောင့်မို့ဇာတိပဂတိစိတ်များနဲ့အလိုဆန္ဒများကို၎င်းတဲ့လောက်ဝါကတိုင်မှာရိုက်ထားကြပြီခုနပြောပြီးပြီစာတံပေမှာရှိလေကျွန်တော်တို့အသွေးအသားအသွေးအသားကိုဘာလို့ပြီးပြီလဲဘယ်မှာရှိလဲတဲ့အသွေးအသားကလဝါကတဲ့ပုံမှာရိုက်တတ်ပြီးပြီအာမင်တခင်ယေရှုကိုရောကိုချီးမွမ်းပါလေကိုရောကိုချီးမွမ်းပါလေ ဤဒီမှာတဲ့အဆုံးမဟုတ်သေးပါမြုပ်နှံချင်းပြီးနောက်ရှင်ပြန်ထမြောက်ခြင်းလိုက်လာတယ်အာမင်နော်မြုပ်နှံချင်းပြီးတဲ့နောက်မှာ ရှင်ပြန်ထမြောက်ခြင်းလိုက်လာသူဥပမာလေးလဲပေးထားတယ်ဖာရောစစ်သားတွေနော်အစ္စရေလလူမျိုးတွေကိုလိုက်တဲ့အခါမှာအစ္စရေလလူမျိုးတွေကဘုရားတစ်ခင်တကိုးတော်အဖြစ်နော်ပင်လယ်ညီကြီးကိုဖြတ်ကျော်သွားတယ် သူတို့လည်းအဲ့ဒီပင်လယ်ထဲမှာမောရှိနဲ့အတူဗတ္တိဇံခနဲလို့ပြောထားတာနော်မောရှိနဲ့တူဗတ္တိဇံခနဣဒရာလူမျိုးတွေအတွက်ကတော့တည်ခြင်းရှိသလိုရှင်ခြင်းရှိတယ်တစ်ဖက်မှာလွမြောက်သွားတယ်တပိမဲ့ဖာရောစစ်တပ်အားလုံးကအဲ့ဒီရေထဲမှာကြံ့ခဲ့တယ်နစ်မြုပ်ခြင်းဆုံးရှုံးခြင်းဒါပဲ ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖယားရခင်ဒီလူကိုတဲ့စာရနဲ့သူသိခြင်းနဲ့မြုပ်နှံခြင်းအထဲတို့ခေါ်ဆောင်သွားခဲ့တော်လဲတဲ့စာတမပါပဲလူကိုသိခြင်းနဲ့မြုပ်နှံခြင်းမှခေါ်ထုတ်ခဲ့ခုနပြောပြီးပြီဣသရလူမျိုးတွေကိုကတော့အဲ့ဒီရေကနေခေါ်ထုတ်သွားတယ်ဒါပေမဲ့အဲ့ဒီရေမှာကြံခဲ့တာဘာလို့လဲဖာရောမင်းနဲ့သူ့ရဲ့စစ်တပ်တွေကတော့ရေထဲမှာဆုံရှုံသွားတယ်ကြံခဲ့ ဒီနေ့ကျွန်တော်တို့တွေလည်းပဲဖရာသားသမီးတွေဒီနေ့ကျွန်တော်ကြောက်ချင်းစီတိုင်းခရစ်တော်ထဲမှာနှုတ်ညုံနိုင်ရမကဘူးခရစ်တော်ကသေခြင်းကနေရှင်ပြန်ထမြောက်တဲ့အခါမှာသူ့ကိုယုံကြည်တဲ့သားသမီးတယောက်ချင်းစီတိုင်းကရှင်ပြန်ထမြောက်တော့အသက်နဲ့အသက်ရှင်ရတာဖြစ်တယ်။ဒါကြောင့်နှုတ်ကပတ်တော်ထဲမှာရောမ6 9မှာပါပြောတယ်ခရစ်တော်နဲ့အတူသေတဲ့အခါမှာလေခရစ်တော်နဲ့အတူရှင်ရတဲ့အခွင့်အာမင်။ဒါကြောင့်ချစ်တော်မိသားစုဒီနေ့ကျွန်တော်တို့ကို ိုတော်ကတဲ့စာတန်ကိုသင်ချိုင်းလိုက်မြုပ်နှံကချန်ထားခဲ့ပြီယခုရှင်ပြန်ထမြောက်တော်လူဒီခရစ်တော်နဲ့အတူတကွတလုံးတဝရှိနေပြီဖြစ်ဒီအာမင်တချို့ဒီနေ့လူဟာသေခြင်းအပြင်ကနေဘလို့လွတ်မြောက်တယ်လဲလို့ပြောတဲ့အခါမှာပြောတော့မယ်ကားတိုင်းအာဖြစ်ကျွန်တော်တို့ကိုလွတ်မြောက်စေတာကားတိုင်းဟာမနက်ကို အဆုံးစီရင်လို့မကောက်မနက်ကိုမြုပ်ပြတ်တော်နေရာဖြစ်တယ်အာမင်အကြောင်းဒီနေ့ကျွန်တော်တယောက်ချင်းစီတိုင်းနေ့တိုင်းကားတိုင်းကိုယူဆောင်တော့အတ္တတာနဲ့ရှင်တန်ဖို့အတွက်ဖြစ်တယ်ဒီနေ့ဖျားသားသမီးတွေရဲ့တည်င်းကောင်းကကျွန်တော်တို့ကတည်ခြင်းမှာနှိမ့်မြုပ်ခြင်းထဲမှာနှီးကုန်မချုပ်ခဲ့ဘူးသုံးရမြောက်တော်နေ့မှာယေရှုခရစ်တော်တည်ခြင်းမြစ်စုမှန်ကိုရှင်ပြန်ထမြောက်တဲ့အခါမှာခရစ်တော်နဲ့အတူ ကျွန်တော်တို့ကရှင်ပြန်ထမြောက်ရတဲ့သားသမီးတွေအာမင်တကြောင်အခုဖခင်နဲ့ကျွန်တော်တို့ကဝိညာဉ်ထဲမှာတလုံးတဝါဒီဖြစ်သွားတယ်ဘာကြောင့်မို့လဲသခင်ကိုကျွန်တော်ရဲ့အတ္တထဲမှာအရှင်သခင်ဖြစ်နေယူဆောင်တဲ့အခါမှာသခင်နဲ့ကျွန်တော်တို့ဟာတလုံးတဝါဖြစ်သွားတာဖြစ်ပါတယ်အာမင်သခင်ဖျားကိုရောကိုဂျေစုတင်ပါတယ်ကိုရောဒီကျွန်တော်တို့ကိုလွတ်မြောက်စေတော်သခင်ပါကိုရောကိုချစ်ပါ၏ Amém.